။ထမင်းဘူး66ဟင်းလက်တန်းစေးလား။ဒီမှာဒါတက်တက်လို့အမပြမဒီမှာလက်အိပ်ပါတယ်။ဇွန်တကူကမရှာနဲ့တော့လက်အိပ်လျော်။အခုမတော့တိမ်ဖြူကိုရောက်နေပါတိမ်ဖြူမှာမတော့ထမင်းဘူးပေါ့နော်ကဲစေးသမားတွေတို့ထမင်းဘူးရဲ့နောက်လက်စေးကျဲရဲ့ဘာလို့ဆိုမိုးတွေရွာလာတော့လေအဓိကဒီမှာဆို foreigner တွေကချင်းအယံကြိုက်တာတဲ့ချင်းချမ်းရည်လေးရတော့အယံဝါနာတာရုရှားတွေပေါ့အယံဝါနာတာဒီမှာနောက်ထပ်ရှိတဲ့ဟိုအအူးလေးနိုင်လော့လေးနဲ့လည်းတွေ့ခဲ့တယ်အဲ့လော့ကလေးကဒီကိုဝန်ဆောင် မျိုးသမီးကိုရှာပေးတဲ့အာဦးလေးပါအခုဒီရပြီးလို့ရှိရင်အခုနောက်ဒုတိယအများဆုံးသိဆုံးမှုရှိတဲ့အင်ဂျင်ကွန်ဒိုအင်ဂျင်ကွန်ဒိုကိုတခါသွားလုမှာပါ အမတို့ကငလင်လှုပ်တဲ့28ရက်နေ့ညနေ9:00နာရီကရင်အမတို့ကငလင်လှုပ်တဲ့ပီဒူတွေအတွက်ကိုခမင်းဘူးကိုတောက်လျှောက်စီစဉ်ပေးခဲ့တယ်စီစဉ်ပေးခဲ့တာဆိုရင်ဒီနေ့ဆိုရင်17ရက်ရှိပြီတောက်လျှောက်ပထမကတော့ငလင်လှုပ်တဲ့ပီဒူတွေကိုပတ်ဝေတယ်3-4ရက်ကျတော့လူတဲ့လူတွေများလာပြီလေညာလာတော့3ရက်မြောက်တဲ့နေ့မှာအမတို့စကိုင်းရောက်တယ်ရောက်တယ်သမင်းမှုတွေလူတယ်တခြားရေတန်းတို့ဘာတို့အကုန်ပါတာပေါ့နော်ထုံးစံတိုင်းပေါ့အဲ့ဒါတွေလူတယ် 3ရက်နေရစပြီးစကိုင်းပဲလည်းလူလို့ရပြီ4ရက်5ရက်လူတယ်ဒီရက်6ရက်9ရက်နေရစပြီးပေါ့နော်6ရက်9ရက်မဟုတ်ဘူး5ရက်နေရစပြီးအမတို့ကဒီကဲဇေးရီသမားတွေကဲဇေးရီသမားတွေကသမင်းမချက်စားရဘူးဒီလေကြာတော့အမတို့ကသမင်းဘူးတထောင်တထောင်ကိုကဲဇေးရီသမားတွေကိုပတ်လူတယ်စကိုင်းကြီးလည်းပတ်လူတယ်နောက်ပြီးတော့စကိုင်းဆေးုံမှာစစ်ပစ္စည်းတွေလူတယ်စကိုင်းဆေးုံကလူနာတွေကိုပတ်စံတွေလူတယ် ဒီရဲ့ဒီငလင်တင့်ပြည်သူတွေဒီရဲ့ဗါလေကျုံပေးမှာမိုးရွာတော့ဟိုဟိုဘက်ကိုရောက်သွားတဲ့လူတွေလည်းပတ်ပြီးတော့မှာပေါ့ခொနှစ်သားသမီးအလူရှင်တွေလူထားတဲ့ပစ္စည်းငလင်ဖြစ်လို့ရှိရင်လူတကူစားတို့လိုအပ်တဲ့ဟာတွေအကုန်လုံးကိုအမတို့ပတ်လူခဲ့တယ်။နောက်ငွေလည်းသမီးသားစုအဲ့တပေါင်းလုံးကျုံပေးရမိဘပြည်သူတွေလည်းမှာတော့ခொနှစ်သားသမီးရဲ့အလူအနေနဲ့မှာတို့လူခဲ့တယ်ညီမလေး။ဒီနေ့ဆိုရင်အမတို့ ထမင်းဘူးတထောင်နဲ့စားတောက်ဆရာမျိုးစုံစေးဝါးတွေအကုန်လုံးကိုမတို့လူများ၁၇ရက်ပေါ့ဟုတ်ကဲ့၁၇ရက်ရှိသွားပြီဟုတ်ကဲ့အမတို့ဒါကလေဟိုငလင်းစားလုပ်တဲ့နေရစပြီးတော့မှအဲ့ဒီညကတော့တော့အသားကုန်နေဝဲရခက်တော့အမတို့ကကြက်ဥနဲ့ပဲပေါ့နောက်တစ်ရက်ကစားပြီးအမတို့ကဒါလေးတွေကဒီငလင်းတင့်ဘေးတင့်ပြည်သူတွေအတွက်အမတို့ကလူပေးတဲ့ထမင်းဘူးကသူကကျမတို့ကလေကိုထုံးကိုပေါ့ကိုထုံးကတက်တက်လွတ်စားတော့ကျမတို့ကသူ့အတွက်တက်တက်လွတ် တတ်လို့ဒီမှာအသီးရွက်လေးနဲ့ဒါလေးနဲ့ပေါ့နော်နောက်ပြီးတော့လက်ဖက်ပေါ့တတ်တတ်လို့သမားဆိုလက်ဖက်သူ့ကိုသွားပေးမယ်အဲ့နာမှာရှိတဲ့ကိစ္စရေးသမားတွေသွားပေးမယ်ပေးပြီးရင်အမတို့ကဒီအခုရုရှားတွေကူနေတဲ့နားမှာအမတို့ကတော့တစ်ခါခမင်းဘူးသွားလူမယ်အဲဟိုခွေးလေးလေးအဲ့ဒီမနေ့ကဓာတ်ဘော်ဒီလေးလောင်းရှာပေးတဲ့ခွေးလေးတွေနားသွားမယ်အခုယာတီဥတို့ကတော့မိုးတွေချိန်နေတယ်မိုးတွေတားရွာနေတယ်ကိစ္စရေးသမားတွေရန်ကီးဆိုင်အမှာပါချင်းအဓိကလိုအပ်ချက်ကအခုဘလို့ဖြစ်နေလဲဆိုသူတို့ကတော့များတော့အဲ့ဒီရဲ့အိမ်ဒီကိုပြင်ရှင်းပေးရမလဲ ဖြူဖြတ်တာလေးတွေလိုမယ်အိမ်ရှင်းပေးဖို့လိုမယ်နောက်ပြီးတော့ပြန်လည်ထူထောင်ရေးအတွက်လိုမယ်ချမ်းသာတဲ့လူအတွက်ကနောက်ဆုံးချမ်းသာတဲ့လူတို့ကတို့ပြန်ထူထောင်နိုင်တယ်ဒါမှမဟုတ်တို့မှဒီအိမ်လေးကိုဖြတ်ဖို့လိုအပ်မယ်လိုအပ်မယ်အဲ့ဒါကြတော့မရှိတဲ့လူတွေကိုကြပြန်လည်ထူထောင်ရေးအတွက်အများကြီးလိုအပ်တယ်နောက်ပြီးတော့ဒီကြားထဲမှာမန္တလေးကလေရောမိုးရောလာလိုက်တာဖြစ်တဲ့အတွက်အမားတို့စိုးရင်တာကဟိုကူးဆက်ယောဂကူးဆက်ယောဂတွေစိုးရင်တယ်စိုးရင်တော့အမားတို့ဓာတ်စားတွေရော မတို့အများကြီးလူပေးတယ်။ဒါနဲ့တက်တက်လို့ဆိုတော့အင်းလက်ဖက်အများနဲ့စားမယ်။ဒါကအဲစီပါလာတယ်။အေးဒီမှာဒါတက်တက်လို့အမပြမဒီမှာလက်အိပ်ပါတယ်။ဇွန်တကူကမရှာနဲ့တော့လက်အိပ်ရော။တက်တက်လို့နော်။ရောကြလား။မောင်နှမတွေတက်တက်လို့စားရကြည့်တော့အကူတကလာပေးတာ။နေတိုင်းပို့မယ်။နေတိုင်းပို့ပေးမယ်တက်တက်လို့တမောင်းနော်။အေးအဲ့ဆိုမတို့လိုက်လူလာဘာလို့လေးလဲ။မလုံးမလုံးမ။တက်စီတော်ရော။ပါတယ်ပါတယ်။အကုန်ပါနော်။ဟုတ်ကဲ့သွားပြီဆက်။ဒီမှာလေးဆက်တာ။ ။သမီးဘူး66ဟင်းလက်တန်းစေးလား။လက်တန်းစေး66ဒီဖုန်းနာရီရောရချင်းစေး။ချင်းစေးရတော့လိုလေ။ချင်းစေးပေးမယ်။ချင်းစေးပေးယူခဲ့။အော်ဒါလေးဆိုဒါ66ခုရည်ပြီးယူလိုက်ပါအခုမတော့တိမ်ဖြူကိုရောက်နေပါတိမ်ဖြူမှာမတော့ထမင်းဘူးပေါ့နော်ကဲစေးသမားတွေအတွက်ထမင်းဘူးရယ်နောက်လက်စေးကျဲရယ်ဘာဆိုမိုးတွေရွာလာတော့လေလက်စေးကျဲလေးတွေရယ်နောက်ချင်းစေးအဓိကဒီမှာဆို foreigner တွေကချင်းအရန်ကြိုက်တာတဲ့ချင်းချမ်းရည်လေးရတော့ အယံဝန်နာတာရုရှားတွေပေါ့အယံဝန်နာတာဒီမှာနောက်ထပ်ရှိတဲ့ဟိုအာဝူလေးနိုင်လော့လေးနဲ့လည်းတွေ့ခဲ့တယ်အဲ့လော့ကလေးကဒီကိုဝန်ဆောင်မြို့သမီးကိုရှာပေးတဲ့အာဝူလေးပါအခုဒီရပြီလို့ရှိအခုနောက်ဒုတိယအများဆုံးသိဆုံးမှုရှိတဲ့အင်ဂျင်ကွန်ဒိုအင်ဂျင်ကွန်ဒိုကိုတခါသွားလူမှာပါသူတို့အတွက်သူတို့ကလစ်ပိုလစ်ပိုမဟုတ်ဘူးလစ်ပိုတဘူးလဲတဖာလဲလူခဲ့တယ်နောက်တစ်ခါသူတို့ကိုလာလေးတောင်းဆိုလို့တဲ့ကိုကသမေးတာပေါ့နော်ကျမတို့ဘာပြန်လုပ်ပေးရမလဲ ်လိုအပ်တာအားမနာပါနဲ့ပြောပါလို့ကျမတို့ဘက်ကဟိုအစားတောက်လေးနိုင်နှလောက်ပတ်ပို့ပေးပါမယ်ဆိုတော့တို့ရတဲ့ဟိုတို့ကိုလာကိုလာလေးရနိုင်တော့လိုချင်တယ်ဆိုတော့အခုကျမတို့ကကိုလာဝယ်ပြီးတခါပြန်လာပို့မှာပြီးတော့သူကကျမရဲ့ကယ်ဆယ်ရေးကျမတို့ rescue ကိုကြည့်ပြီးတော့မှသူကကျမတို့ဒီမှာကယ်ဆယ်ရေးတစိမ့်ဒီဟာလေးကတစိမ့်လေးတေးသေးလို့ဆိုပြီးမှကျမတို့တို့ကအရန်ဖို့တန်တာသူကလည်းကျမကိုမေးတော့ကျမကယ်ဆယ်ရေးဒီကျမတို့ရဲ့တစိမ့်ကိုမြင်တော့သူကကယ်ဆယ်ရေးတစိမ့်လေးပေးလိုက်ပါတယ် ။အာကျမတို့ကယ်ဆေးသမားတွေတည်းအရန်ဖို့တန်းတာ။ဟိုငွေကြေးနဲ့ဆိုတော့တလောက်တန်ဖို့မရှိဒါလေးကအရန်တန်ဖို့ရှိတာ။ရလို့အရန်ဝမ်းသာပါတယ်လို့ဒါလေဟိုဒုတိယအသေးပြောက်အများဆုံး ရှိရကုန်လို့အင်ဂျင်ကုန်လို့တဲ့ဒါလမ်း80နဲ့22လမ်းတော့ဟုတ်ကဲ့ဟုတ်ကဲ့အဲလမ်း80နဲ့22လမ်းတော့မှာဟုတ်ကဲ့ဟာကျမဟာကိုယုံကြည်ပြီးလူတဲ့လူရှင်တွေကိုကျမပြောချင်တာအလူရှင်တွေကျမတို့ကိုယုံယုံကြည်ကြည်လူလိုက်တဲ့အရာကို ကျမတို့ကစနစ်တကျအလေးလွင့်မရှိအောင်နေရာစုံသွားနိုင်တဲ့လောက်ကိုကျမတို့လူပေးခဲ့ပါတယ်လို့ပူဆွေးနေတဲ့ဟိုပီဒူတွေဟိုပါရတဲ့ပီဒူတွေအတွက်လည်း ဒါကတဘာဝတရားဖြစ်တဲ့အတွက်ဘလို့မှမတတ်နိုင်တော့ပါပဲပြောပြောကျမတို့ pride အဖွဲ့တွေကဒီရဲ့ပြည်သူတွေနဲ့အများအားအတူတူရှိပြီးတော့တတ်နိုင်တယ်လို့ကူညီမှာပါလို့ဒီရဲ့အခုမန္တလေးမှာဖြစ်တဲ့ငလင်ဆိုရင်တကယ်ကိုအဝေးက pride သမားတွေလည်းရောက်လာတာဖြစ်တဲ့အတွက်ဟိုအာသင်ထားပါလို့ကျမတို့ဒီကေဇေးသမားတွေပြည်သူတွေကအတူတူရှိနေမှာပါရှင်လို့ပြောချင်ပါတယ်